အများနဲ့လှုပ်လှုပ်တဲ့နေရာမှာအလိုအပ်တဲ့အချက်လေးအဓိကတော့ဆွေးနွေးဆွေးနွေးဖို့လိုအပ်တယ်ဆွေးနွေးတယ်ဆိုရင်သူများပြောတာကိုလေးလေးစားစားနားထောင်မယ်ကိုပြောစရာရှိတဲ့ဟာကိုလည်းပဲကိုကလေးလေးစားစားရဲရင်ရင်ပြောရရမယ်အဲပြောပြီးပြီဆိုရင်တော့အကြံဉာဏ်ညားလာပြီဆိုရင်အဲ့ဒီထက်မှလက်တွေ့အကြဆုံးတစ်ခုရွေးရမယ် အဲရွေးတဲ့ဟာကကိုယ့်ရဲ့အကြံဉာဏ်ဟုတ်ဟုတ်မဟုတ်ဟုတ်ကိစ္စမရှိဘူးကိစ္စမရှိဘူးကိုယ့်ကိုပြန်ပြီးတော့ထင်သေးဖို့လည်းမလိုဘူးအားငယ်ဖို့လည်းမလိုဘူးကိုယ့်အကြံဉာဏ်သူများလက်မခံသေးဘူးဆိုရင်ပြဿနာပြေလည်ဖို့အများကောင်းကျိုးဖြစ်စေဖို့အဲ့ဟာကအဓိကပဲဆိုအဲ့အဲ့ဆန္ဒရှိရတယ်အဲ့ဒီမုံမြတ်တဲ့ဆန္ဒနဲ့ မွမြတ်တဲ့ဆန္ဒနဲ့ဆိုရင်တော့ခေါင်းဆောင်ဖြစ်သွားမှာပဲဒီနေရာမှာအာဒါရုသမီးတို့ကြားနေကြကိုချင်းစာတဲ့စိတ် empathy ဆိုတာလေကိုချင်းစာတဲ့စိတ်အမ်ကိုရဲ့အယူဆကိုသူနားမလည်ဘူးဆိုရင်ဘယ်လိုစိတ်ထဲမှာဘယ်လိုနေတော့ ဒါကြောင့်ကိုယ်ယူဆကိုသူများလက်ခံပြီးတော့အယူကိုယ်တငယ်ချင်းအယူဆသူများလက်မခံဘူးဆိုရင်ကိုယ်တငယ်ချင်းကိုကိုကိုချင်းစားတဲ့စိတ်နဲ့ကိုပြန်ပြီးတော့အားပေးရတယ်ကိုပြန်ပြီးတော့အားပေးရမဟုတ်ဘူးဆိုရင်အားငယ်မှာဆိုလို့အဲ့ဒီလိုအချင်းချင်းအားပေးတတ်တာကိုချင်းစားတတ်တာအဲ့ဒါကိုအဖွဲ့စည်းလို့ခေါ် အဲ့ကိုချင်းစာတဲ့စိတ်အချင်းချင်းအားပေးတဲ့စိတ်အဲနောက်ပြီးတော့အာကောင်းတာရှိတယ်ဆိုရင်လည်းပဲအတူတူပျော်ရွှင်တဲ့စိတ်ဂုဏ်ယူတဲ့စိတ်ရှိတာကိုအဖွဲ့စည်းလို့ခေါ်တာနော်လူများယုံနဲ့အဖွဲ့စည်းလို့မခေါ်ပါဘူးအသင်းဖွဲ့ထားယုံနဲ့လည်းပဲအဖွဲ့စည်းလို့မခေါ်ပါအစည်းမဖြစ်ဘူးအစည်းဖြစ်တယ်အစည်း ပြည်တယ်ဆိုတာအစည်းပြည်တယ်ဆိုတာကတယောက်နဲ့တယောက်အစည်းမကတ်တော့တာပြောတာတယောက်ပြောတာတယောက်နားမထောင်ကျင်တော့ဘူးအဲနားလည်းအောင်မကြိုးစားတော့ဘူးအဲကောင်းတဲ့ညံအကြဉဏ်တွေကိုလည်းပဲအမ်အတိမတ်မပြူတော့ဘူးအဲ့လိုဖြစ်ပြီးဆိုရင်တော့အသိန်းတော့ရှင်းရှင်းမယ် အဖွဲစည်းတော့မရှိတော့အင်္ဂလိပ်လို associate association ဆို associate လို့ဆိုပေါင်းတာကိုပြောတာ associate ညာအားပေါင်းတယ်ခန္ဓာကိုအင်အားပေါင်းတယ်အကြံဉာဏ်အင်အားတွေပေါင်းတယ် အဲ့တော့အများနဲ့လှုပ်ပြီးဆိုရင်အဲ့ထဲမှာခေါင်းဆောင်တရားလိုကိုလိုတာပေါ့အဲ့ခေါင်းဆောင်လှုပ်တာတခါတခါကြတော့ဟိုเจเลสဖြစ်ကြတယ်မနာလိုဝန်တို့ကြတယ် အဲ့ဒီစိတ်ကိုကိုပြန်ပြီးတော့ဆုံးမတယ်ကိုစဲအဲ့လိုဖြစ်နေတယ်ဆိုရင်လည်းဩဘာဖြစ်လို့အာသူကောင်းဆောင်တာဟိုဘာဖြစ်လို့ငါကအမ်လက်မခံကျင်တဲ့စိတ်ဖြစ်နေတာရောဆိုကိုကိုပြန်ပြီးတော့ဆန်းစစ်ဆန်းစစ်တဲ့နေရာမှာကိုကိုအပြစ်မတင်နဲ့အဲ့ဒီလိုစိတ်မျိုးကနေရာတိုင်းမှာဖြစ်တယ်ငါအားငယ်နေသလား ကိုကိုပြန်ပြီးတော့မေးပါတခြားလူတယောက်ခေါင်းဆောင်ဖြစ်သွားတာနဲ့ကိုယ့်ရဲ့အည်သွေးတွေပျောက်သွားတာမှမဟုတ်တာဒီချိန်ကိုယ့်အလှည့်မရောက်သေးတာပဲရှိတယ်တခြားတယောက်ခေါင်းဆောင်ဖြစ်သွားရင်ခေါင်းဆောင်တဲ့နေရာမှာသူအလုတ်လုတ်တဲ့နေရာမှာလွဲကူအောင်ကိုပန့်ဖို့နိုင်ရင်ကိုလည်းပဲကိုယ့်အလှည့်ခေါင်းဆောင်ဖို့အလှည့်ရောက်လာတဲ့အခါမှာကိုအဆင်သင့်ဖြစ်နေတယ် ဗုဒ္ဓတရားတော်ရဲ့ကံတရားကဟောထားတယ်။သူများခေါင်းဆောင်တာဟိုကဟိုကပြက်ရပြက်လှုပ်တယ်၊ခါစီခါစီလှုပ်တယ်၊ခက်ခဲအောင်လှုပ်တယ်ဆိုရင် ကိုခေါင်းဆောင်ဖြစ်တဲ့အခါကျတော့လည်းပဲအဲ့ဒီလိုအခက်ခဲပဲတွေ့ရမှာ။သူများခေါင်းဆောင်ဖြစ်တဲ့အခါမှာကိုတတ်နိုင်သလားကိုကူညီပေးတယ် ူ့ရဲ့အည်သွေးကိုလည်းပဲကိုမူတီတံဖြစ်တယ်။မူတီတံဖြစ်တယ်ဆိုတော့အတိမတ်ပြူတယ်။အဲ့ဒီလိုဆိုရင်ကိုခေါင်းဆောင်ဖို့အတွက်အလက်ကြတဲ့နေရာကိုခေါင်းဆောင်ရမယ့်နေရာရောက်လာရင်လည်းပဲကိုကူညီတဲ့လူတွေနဲ့ကြီးတွေ့တာလေ။ကူညီတဲ့လူနဲ့ကြီးတွေ့တာ။ကိုကသူများကိုအတိမတ်ပြူရင်သူများလည်းကိုအတိမတ်ပြူခြင်းနဲ့စိတ်ရှိမှာပဲ။ logic ပဲလေ။ logic အရာတက္ကပိဒါအရာတွေးကြည့်ပေါ့အကြောင်းအကျိုးအရာစဉ်းကျင်ကြည့်ပေါ့အဲကိုကနေပြီးတော့သူများကိုအတိမမပြုတ်ဘူးမကူညီခြင်းဘူးခက်ခဲအောင်လုပ်တယ်ဆိုရင်သူများကလည်းပဲကိုကိုဘယ်လိုလုပ်ပြီးတော့အတိမပြုတ်ခြင်းမှာတော့အတိမမပြုတ်ခြင်းဘူးအဲ ကိုကပဲတစ်ဖက်သက်လှုပ်တယ်ဆိုရင်တခြားလူတွေကိုယ့်ဘုံမှာတစ်ဖက်သက်လှုပ်ရင်ကိုကြိုက်မလားအဲ့ဒီအဲ့ဒါကိုကိုချင်းစာစိတ်လို့ခေါ်တာ empathy လို့ခေါ်တာနာ empathy အဲ့ဒီအဲ့စိတ်ကိုပဲဒါဘုံမလို့ရဲ့အဲကံတရားရဲ့အခြေခံလို့ခေါ်တယ်ကံတရားဆိုတာက mysterious ဒီလိုလျှို့ဝဲဆန်းကြဲတဲ့အရာတွေပြောတာမဟုတ်ဘူးကိုကနေပြီးတော့သူများပေါ်အဲသူများအတိမန်ပြူတယ်ဆိုရင်ကျောင်းထဲမှာပေါ်နော်သူများပေါ်ကုညီချင်းတယ်ဆိုရင်သူများလည်းကိုကုညီချင်းပဲသူများဘာတွေဖြစ်ဖြစ်ကိုကူးမဆိုင်ဘူးဆိုရင်ကိုပြဿနာဖြစ်လာတဲ့အခါမှာသူများတွေလည်းပဲကိုကူးစားချင်းပါမလား အကြောင်းအကျိုးပါပဲ logic logical thinking အဲကြောင့်မလို့အများနဲ့နေတဲ့အခါမှာအထူးသဖြင့် um ကောင်းဆောင်ခြင်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခု activity တစ်ခုထဲမှာပါဝင်ရတဲ့ပါဝင်ခြင်းတဲ့လူပဲဖြစ်ဖြစ်မနေတာလို့ပါဝင်ရတဲ့အခါပဲဖြစ်ဖြစ်ကိုချင်းစာစိတ်ဒီတော့ကင်ထားပါ ကိုချင်းစာစိတ်ရှိတဲ့ခံချက်မှာပုံမှန်တို့လူလောကမှာနေရထိုင်ရတာအဆင်ပြေတယ်အဲကြောင့်ဒိမန်နိုင်ငံအတင်ပေးတဲ့ class and test ဆယ်နှစ်လုံးလုံးကျောင်းသားကျောင်းသူတွေကိုဆွေးနွေးတတ်အောင်သူများကိုအာနားထောင်တတ်အောင်သူများရှေ့မှာလည်းပဲရဲရင်ပြောတတ်အောင်တင်ပေးတာအဲ့မှာဘာလေးပါတခါလဲတင်ပေးစိတ်ရှိအောင်မှာတင်ပေးတာ ကိုတယောက်တည်းနေရင်တော့ကိုစိတ်ရှည်ဖို့မလိုဘူးလေ။ညအများနဲ့ကြတော့စိတ်ရှည်ရတာ။သူများပြောတာအောင်လည်းပဲအတဲ့ပဲရှိရှိမရှိရှိသူ့မှာသူ့အချိန်နဲ့သူပြောခွင့်ရှိတဲ့ခံကြတော့နားထောင်ပေးရတယ်။အဲ့လိုလူတိုင်းကိုနားထောင်ပေးရင်အဲ့ကိုနဲ့ရှိနေတဲ့လူအားလုံးကလည်းပဲသူတို့မှာစိတ်ထဲက လုံလုံချုံရှိတယ်။သူတို့အတိမတ်ကြည့်လို့သူတို့ခံစားရတယ်လေ။ကိုပြောတာပြီးတော့မပြီးသေးဘူး။စကားဖြတ်ပြီးတော့ပြောရစေ။ကိုပြောတာကိုအတိမတ်မဖြူဘူးလို့ကိုစိတ်ထဲမှာခံစားရတယ်။ဒါကြောင့်မလို့တယောက်ကို1မိနစ်ဆိုရင်1မိနစ်2မိနစ်ဆိုရင်2မိနစ်ညီတူညီမျှပြောခွင့်ရှိတာအဲ့ဒါလေးစားတာပဲ အဲ့ဒီတိုင်းနားထောင်ပေးတယ်နော်အဲ့ဒါစိတ်ရှိမှုခန္တီတရား patient ခေါ်တာပေါ့ patient ရှိအောင်လေ့ကျင့်တာပဲ patient ရှိတဲ့လူကြမှာဒီအထက်ကိုတက်တာတိခံမှုမရှိတဲ့လူဆိုရင်အခက်အခဲနည်းနည်းလေးတွေ့တာ ਨੇ လက်လျှော့တယ်ဆက်ပြီးတော့မလုပ်တော့ဘူးဒါကြောင့်မလို့ ုဒ္ဓမြတ်စွာဘုရားကစိတ်လေ့ကျင့်မှုထဲမှာအမြင့်ဆုံးစိတ်လေ့ကျင့်မှုကဘာလို့ဆိုတော့သီးခံမှုပဲစိတ်ရှိတာကိုပြောတယ်နော်စိတ်ရှိတာကိုပြောတယ်နောက်ပြီးတော့ကိုယ်နဲ့အတွေ့ချင်းမတူတဲ့ဟာတွေကိုလက်ခံတာကိုပြောတယ်အဲ့ဒါကို patient လို့ခေါ်တယ်ခန္တီလို့ခေါ်တယ်ဒါကြောင့်မလို့ အကျဉ်းချုပ်မယ်ဆိုရင်တော့ဟိုခေါင်းဆောင်မှုစွန့်ရည်မှာဆက်ဆံအထီရောက်တဲ့ဆက်ဆံရှိဖို့အတွက်ဆိုရင်နံပါတ်1 empathy ကိုချင်းစာမှုရှိရပါလိမ့်မယ်။နံပါတ်2ကတော့ခရောင်းကတိမန်နိုင်ငံမှာသူတို့လေ့ကျင့်တဲ့ပုံစံမျိုးအဲ့ပုံစံမျိုးကိုတရားမျှတမှုရှိအောင်စိတ်ရှိလက်ရှိနဲ့လေ့ကျင့်ရင် နားထောင်ပေးရင်ပြောပေးရင်နောက်ပြီးတော့အဲ့ဒီယူဆတဲ့အားလုံးကိုဝိုင်းပြီးတော့အာကောက်ချက်ချအလုတ်ဖြစ်အောင်လုပ်မယ်ဆိုရင်ပေါ့နော်ရေရေမှန်းချက်ပန်းတန်ရောက်အောင်ဝိုင်းလုပ်ကြမယ်ဆိုရင်ဒါခေါင်းဆောင်မှုအည်တွေဆက်ဆံရည်တွေတွေရောက်သွားတယ်ဟုတ်လူ့ လူငယ်ခေါင်းဆောင်မှု youth leadership ထဲမှာအရေးကြီးတဲ့တစ်ခုကတော့ youth voice ဆိုရတယ်လူတိုင်းရဲ့အတန်လူတိုင်းအကြံဉာဏ်ကိုရအောင်ဆွဲထုတ်နိုင်တာတချို့ဆိုရင်တော့ဖိနှိပ်ထားတယ်ပြောခွင့်မပေးဘူးလူ၁၀ယောက်ရှိတာ၁၀ယောက်စလုံးပြောခွင့်ရှိရင်အုံနောက်၁၀လုံးလှုပ်လှုပ်တယ်လေ အဲလူနှစ်ယောက်ကပဲအဲစိုးမိုးသွားတယ်ဒိုမီနစ်လုတ်သွားတယ်တခြားရှစ်ယောက်ပြောခွင့်မရှိဘူးဆိုရင်တော့လူ၁၀ယောက်ရှိတာအုတ်နောက်ကနေနှလုံးပဲလုတ်တယ်လေဂျန်နစ်ရှစ်လုံးမလုတ်နောက်တခြားတသိန်းကတခြားတအုပ်စုကအုတ်နောက်၁၀လုံး၁၀လုံး၁၀လုံးလုံးလုတ်တယ်ကိုယ်ဖွဲထဲမှာကျတော့နှလုံးပဲလုတ်တယ်ဆိုရင်အုတ်နောက်ပို့ပြီးတော့လုတ်တဲ့အသိန်းက ိုနိုင်တာကော two head is better than one လေအုံနောက်နှလုံးကဒလုံးနဲ့ပို့ပြီးတော့စွန်းနေပို့ပြီးတော့ကောင်းနေတယ်။ဒါဖြင့်တချို့နိုင်ငံတွေတိုးတက်တယ်ဆိုတာကရှိသည်မြလူတွေအုံနောက်အလုတ်ဖြစ်အောင် active ဖြစ်အောင်တက်ကြွအောင်လှုပ်ရှားအောင်သူတို့အခွင့်အလမ်းတွေပေးကြတယ်။အဲမတိုးတက်ဘူးဆိုတဲ့နိုင်ငံတွေမတိုးတက်ဘူးဆိုတဲ့မိသားစုတွေ တယောက်တည်းပဲတွေးတယ်တယောက်တည်းပဲတွေးတဲ့ခါကျတော့စဉ်းစားကြည့်ပေါ့ကြာလိုက်ပင်ပန်းတယ်လေပင်ပန်းရင်ခက်ခဲတဲ့ဟာတွေမတွေးကျင်တော့ဘူးဝန်ထုတ်ဝန်ဘိုးကိုဆဲရောက်ဝိုင်းပြီးတော့ထန်းတာနဲ့နှစ်ယောက်ပဲထန်းတာကွာတာပေါ့လေးတာချင်းကွာတာပေါ့ပေါ့တာချင်းကွာတာ နော်ဆယ်ယောက်ထမ်းရမယ်တာဝန်ကိုနေရောက်ပဲထမ်းနေဆိုရင်အကြိုင်လည်းမထမ်းနိုင်ဘူးပြီးရင်ပင်ပန်းပြီးတော့စိတ်တူတယ်တယ်အခုဘုံဘုံပြောလိုက်တဲ့အထဲမှာပေါ့နော်ဒါကသမီးတို့သိချင်တဲ့အထဲမှာဆိုရင် empathy ဆိုတဲ့အရေးဒီစိတ်အရေးချင်းကကိုကြံ့ကြံ့ခံနိုင်အောင် resilient ရှိအောင်ကုညီပေးပါတယ် သူများကိုကိုကလေးစားလို့သူများရဲ့လေးစားမှုကိုကိုပြန်ပြီးတော့ရရှိတဲ့အချိန်မှလည်းပဲအခက်အခဲကိုကိုကပို့ပြီးတော့ကြံ့ကြံ့ခံနေပါတယ်။ဒါကြောင့်သူများကိုလေးစားမှုပေးဖို့အတွက်အမ်မနေနဲ့မတုံဆိုင်နဲ့လေးစားမှုပေးတာကိုဘာမှအရင်နေ့အများကြီးကုန်ရတာမဟုတ်ဘူး။ ကုသိုလ်လည်းဖြစ်တယ်မင်္ဂလာတရားတွေမှလည်းပဲကာရဝောစာသူများကိုအတိမန်ကြည့်တယ်သူများကိုအလေးထားတယ်ဆိုတာအဲ့ဒါကုသိုလ်တဲ့ဒါကြောင့်ခရောင်းကဘုံပြောခဲ့တာကိုဆွေးနေတဲ့မှာလူ၁၀ယောက်ရှိတယ်၁ယောက်စလုံးကိုကိုအလေးထားတယ်သူတို့ရဲ့အမြင်အများလက်ခံတာလက်မခံတာကိစ္စမရှိဘူးသူတို့ပြောချင်းနဲ့ participate လုပ်ချင်းနဲ့ ဒီအသင်းတစ်ခုလုံးကြီးပွားတိုးတက်ဖို့အတွက်သူတို့ဆန္ဒရှိတယ်အဲ့ဒါတွေကိုကိုအသိမှတ်ပြုဒီချိန်မှာသူတို့ရဲ့အကြံဉာဏ်နဲ့အများလက်မခံသေးပေမဲ့သူတို့ပါဝင်တာဝင်ရောက်ပြီးတော့ဆွေးနွေးတာအချိန်ပေးတာအဲ့ဒါတွေအားလုံးကိုကိုအသိမှတ်ပြုအဲ့ဒီအသိမှတ်ပြုပြီးလူတိုင်းကိုအသိမှတ်ပြုရင်ဆိုရင်အဲ့ဒီကိုယ့်ရဲ့ အသင်းဝင်10ယောက်ထဲမှာကျောင်းမှာနော်10ယောက်ရှိတယ်အဲ10ယောက်ထဲမှာလူ2ယောက်ကအမြင်ချင်းမတူဘူးအမြင်ဆန့်ကျင်တယ်ဆိုရင်လူ2ယောက်စလုံးကိုကိုကအယုသေးကိုကသူတို့ကိုလေးစားမှု respect ပေးတယ်လို့သူတို့သိရင်ကိုပြောတာကိုသူတို့နားထောင်တယ်ပထမဆုံးတော့ကိုကသူတို့နားထောင်ပါခက်ခဲရှိတော့နားထောင်ပေးပါ servant leadership ဆိုတာလေ servant leadership ဆိုတာကကောင်းဆောင်တာအလုတ်ကျွေးနေနေကောင်းဆောင်ရမယ်တို့ရဲ့အလုတ်ကျွေးနေဘာလုတ်ပြရမှာတော့ဆိုအရင်မေးရဘာပြဿနာရှိတော့ဘာအလုတ်ကျွေးဒီဘာကူညီရမှာတော့အဲ့ဒါလို့မေးရမှာသူများရဲ့ပြဿနာကိုဝိုင်းဝန်းဖြေရှင်းပေးခြင်းတယ်လူဖြေရှင်းပေးနိုင်လို့သူများယုံကြည်တဲ့လူကို ခေါင်းဆောင်တင်ကြတယ်လေခေါင်းဆောင်တင်ကြတယ်ပြဿနာရှိရင်ထွက်ပြေးမဲ့လူပြဿနာရှိရင်အပြစ်တင်မဲ့လူပြဿနာရှိရင်သူများဖို့လွှဲချမဲ့လူအဲ့လူတွေကိုသူများခေါင်းဆောင်မတင်ဘူးဒါကြောင့်သာလူပီတို့အမ်အဲ့ဒီလိုဆွေးနွေးမှုလှုပ်ခြင်းအားဖြင့်ကိုယ့်ရဲ့အည်သွေးကိုလည်းပဲအမ် ကိုမုံမှန်ပြတာဖြစ်ပါတယ်တိဆောက်ပြတာဖြစ်ပြီတိဆောက်တခြားလူတွေကိုလည်းပဲကိုယ်နဲ့အတူတူတက်နိုင်အောင်ကိုအမ်ကူညီပြတာဖြစ်ပါတယ်လူတယောက်ကြီးမားတယ်ဆိုတာလေတမိုင်းဝင်တယ်ဆိုတာသူပိုက်ဆံဘလောက်ရှိတယ်ဆိုတဲ့ပုံမှာမူမတည်ဘူးသူဘလောက်ထိညံကောင်းတယ်ဆိုတဲ့ပုံမှာမူမတည်ဘူးသူဘလောက်ထိလှတယ်ဆိုတဲ့ပုံမှာမူမတည်ဘူး ဘလောက်ထိအသက်ရှိတယ်ဆိုတဲ့ပုံမှာမူမတည်ဘာဘယ်ရဘမူတည်တုံးဆိုတော့သူပိုက်ဆံရှိပြီးတော့သူပိုက်ဆံကိုတခြားလူတွေရဲ့ဘဝပြောင်းလဲသွားအကောင်းဘက်ပြောင်းလဲသွားသူဘလို့မြင့်တင်တုံးအဲ့ပုံမှာလူတွေကအဲမှတ်တမ်းတင်ကြတာညာ ဘယ်အမေရိကန်သမတကအသက်ဘယ်လောက်ရှိတုံးပတ်စံဘယ်လောက်ရှိတုံးဘယ်သူမှမမေးဘူးဘယ်ခုနှစ်နဲ့ဘယ်ခုနှစ်ကြားထဲမှာလေးနှစ်လားရှင်းနှစ်လားပြည်သူအကျိုးဘာတွေလုပ်သွားတုံးအဲ့ဒါပဲသူများမေးတယ်အဲ့ဒါပဲစိတ်ဝင်စားတယ်ဒါကြောင့်မလို့အများရဲ့ပြဿနာကိုစိတ်ဝင်စားပြီးတော့ အများရဲ့ကောင်းကျိုးကိုကိုတတ်နိုင်တဲ့ဘက်ကနေပြီးကုညီဖြည့်ရှင်းပေးခြင်းနဲ့စိတ်ထားအဲ့ဒီစိတ်ထားရှိရင်တော့ခေါင်းဆောင်ဖြစ်သွားမှာပဲပတ်စံလည်းရှိမှာပဲပညာလည်းတတ်သွားမှာပဲဘာဖြစ်လို့တုံးဆိုတော့ကိုယ်မှာအင်္ဂလိပ်ပြောတဲ့ drive လို့ခေါ်တယ်စန္ဒပေါ့အဲ့စန္ဒကြီးမားနေလို့ဖယားအလောင်းက အစာပိုင်းမှာဘာမှမရှိပါဘူးသူ့မှာရှိတဲ့ဟာလဲသူအကောင်လုံးဆွတ်လွတ်တာဒါမဲ့ तू ကဘာတစ်ခုအရေးကြီးတဲ့ဘာတစ်ခုရှိအောင်ဆိုတော့လူလောကရဲ့ပြဿနာကိုစိတ်ဝင်စားတာစိတ်ဝင်စားပြီးဒီပြဿနာကိုပြေလည်ဖို့အတွက်အဲ့လိုအဲ့ဒီပြဿနာရှိတဲ့လူတွေကိုကူညီဖို့အတွက်ငါဘာလောက်အမှားတော့နောက်တစ်ဆင့်တက်ပြီးတော့စဉ်းစားတယ်ပထမတစ်ဆုံးက ပထမဆုံးရှိရတဲ့ဟာကစိတ်ထက်နော်အများအတွက်စိတ်ထက်အများအတွက်စိတ်နေအဲ့အများအတွက်စိတ်နေရှိပြီဆိုရင်ပေါ့ altruism ခေါ်တယ်ကရုဏာလို့ခေါ်တယ်အဲ့ကရုဏာရှိပြီဆိုရင်ကိုယ်ကလိုက်ရှာရတာကိုယ်ကူညီချင်တာကိုလိုက်ရှာတယ်လိုက်ရှာတဲ့အခါကျတော့အည်သွေးတွေတက်လာတယ်လိုအပ်တဲ့အည်သွေးတွေဖြည့် ရလာတဲ့အရည်သွေးကိုပညာလို့ခေါ်တယ်။ကရုဏာနဲ့ပညာ compassion and wisdom အဲ့နှခုရှိရင်ပြဒနာတွေဝိုင်းဝန်းပြီးတော့ပြည့်လက်အောင်ဖြည့်ရှင်းနိုင်တယ်။ကိုเจ้าမှာတော့တတန်းတတန်းဆိုရင်လူဘလောက်လောက်ရှိမှာတော့15ယောက်အလွန်ဆုံးယောက်40 အဲ့လိုရှိမှာပေါ့အမြင်ချင်းနဲ့ဆိုရင်တော့ဒီကိုယ်ခန်းထဲမှာရှိတဲ့လူနဲ့ပဲကိုပြိုင်မှာပဲအခန်းထဲမှာရှိလူနဲ့ပဲပြိုင်တာကဘာပေါ်မှာလူဘလောက်ရှိတော့တို့ရဲ့တန်းပေါင်း၈000ကျော်ရှိတယ်ဒီ40နဲ့မှာကိုကပြိုင်ရတယ် တီးတဲ့လူနဲ့မှကိုကပြိုင်တာတော့အမှန်တီးတဲ့လူကကိုမိတ်ဆွေဖြစ်ရမှာလေအခုကျတော့သူတို့နဲ့သွားပြိုင်ဆိုတော့ပြန်သူဖြစ်အောင်ကိုကဖန်တီးလိုက်တာပဲ competition ကြောင့်ပြိုင်ဆိုင်နေဆိုတဲ့ competition အပြိုင်ဆိုင်တဲ့ competition ပုံစံမျိုးအဲ့စိတ်မျိုးမလိုက်ပဲနဲ့ collaboration ဆိုတာဒီလူလောကကြီးကြီးပွားတိုးတက်အောင်ဒုနိုင်ငံရဲ့ပြဿနာအေး ဝိုင်းဝန်းပြီးတော့ဖြည့်ရှင်းနိုင်အောင်လက်တွဲရမယ်အဲ့ဒါကြတော့ collaboration လို့ခေါ်တယ်စီနဲ့စတာချင်းတူတူပဲတစ်ခုက competition တစ်ခုက collaboration ပူပေါင်းဆောင်ရတယ်အဲ့ပူပေါင်းဆောင်တဲ့ဟာနဲ့ဆိုရင်တော့ပြဿနာကြီးတဲ့ပြဿနာလည်းတေးသွားတယ်လေတေးတဲ့ပြဿနာလည်းပဲ ပြေပြောက်သွားတယ်ပြေလဲအလွယ်တူပြေလဲသွားတယ်အဲ့ဒီစိတ်ထန်ထန်အဲ့စိတ်ထန်ထားရယ်ဆိုရင်တော့ဒါဗုဒ္ဓရဲ့စိတ်ထားပဲဗုဒ္ဓရဲ့စိတ်ထန်စောစောပိုင်းကဘုံဘုံယူပြတဲ့ပါဠိလေးကုသိုလ်ရအောင်နော်တစ်ချက်ပြန်ပြီးတော့နားထောင်လိုက်အတိတ်ပဲကတော့အများကျအများကောင်းကျိုးအတွက် ဗုဒ္ဓခါလုတ်တယ်စိတ်ဝင်စားတယ်အများပြတနာစိတ်ဝင်စားပြီးတော့အများအတွက်ကြိုးစားတယ်ပေါ့အတိတ်ပဲအဲ့လိုတည်းပဲရတယ်လောကနုကံပါယအထာယဟိတာယဒုက္ခယအဲ့ဒီပါဠိလေးမှတ်မိရင်လဲကောင်းတယ်မမှတ်မိရင်လည်းကိစ္စမရှိဘူးအများအတွက်တွေးတယ်အဲ့ဒီအများအတွက်တွေးတဲ့စိတ်ဓာတ်နေပြီးတော့ဒါလိုသမီးတို့စာကြည့်ရင်လေ motivation နဲ့အရန်ပိုအကောင်းလာတယ်။စာကြက်ပါဆိုပြီးတော့သူများကိုခိုင်းဖို့မလို့ဘာဖြစ်လို့လဲဆိုတော့အင်္ဂလိပ်စာဒီမှာကျောင်းကကြက်ခိုင်းတဲ့ဟာဒီလောက်နဲ့မလုံလောက်ဘူးဒီထက်ပိုတတ်မယ်ဆိုတော့ကိုနားလဲလို့ဒီထက်ပိုချူစားတယ်။ကျောင်းနဲ့သင်ပေးတဲ့သင်ချာဒီလောက်နဲ့မလုံလောက်သေးဘူး။ဒီထက်ပိုပြီးတော့လေ့လာမယ်။တချို့ကျောင်းတွေကြားရမလား။ခုနှစ်တန်းခုနှစ်တန်းစာ အကောင်လုံးတင်ပြီးပြီရှစ်တန်းစာတဝက်တင်တာရှစ်တန်းဆိုရင်ရှစ်တန်းစာအကောင်လေးလောင်တယ်မကောက်ကိုးတန်းစာပဲတဝက်တင်တာဘာဖြစ်လို့အဲ့လောက်ထင်အင်အားတွေရှိတာတော့သူတို့စိတ်ဓာတ်အင်အားကြောင့်ကိုယ်အတွက်ပဲတွေးတယ်ဆိုရင်တော့အဲ့ဒီခုနှစ်တန်းခုနှစ်တန်းစာတော့မှအကောင်လုံးနားလည်ဖို့မလိုဘူးလေ စံမွေးဝဲအောင်ဖို့အတွက်ဆိုအကုန်လုံးနားလည်ဖို့။အော်ကုမ္ပဏီတွေဥဆောင်ရအောင်ကုမ္ပဏီတွေတည်ထောင်ရအောင်ဗမောက္ခာရေးတွေဖြစ်နိုင်အောင်ကျောင်းဥတွေလုပ်နိုင်အောင်အများအကူကြီးနိုင်အောင်ဆိုရင်တော့ပြတန်းချက်စံစာတွေမှရှိရစာတွေမကောက်တခြားစာပါကိုတည်ခြင်းတဲ့ဆန္ဒတွေပေါ်လာတယ်အင်းအားတွေ ရှိလာတယ်။အဲ့ဒီလိုနဲ့လူတွေအထက်ကိုရောက်သွားတာ။သာတို့သမီးတို့အားလုံးအများကောင်းချိုးတဲ့ဘိုးဆောင်ရနိုင်တဲ့လူတော်လူကြီးချွန်များဖြစ်ကြပါစေ။